ရှင်သိန်းနဲ့တော်ပန်တခါတော့ကတောင်းအုပ်တစ်ခုရဲ့အအုပ်တစ်ခုရဲ့အလေကစမ်းရည်အိုင်တစ်ခုမှရှင်သိန်းတကောင်နဲ့တောင်းဝက်တကောင်ရေတောက်ဆင်းလာရင်ဆောင်တွေ့ကြပါတယ်ရှင်သိန်းကသူသားလေးတောမရင်မို့အရင်ရေဆင်းတောက်တဲ့နယ်လို့ပြောပါတယ်တောဝက်ကလည်းသူ့ကိုဦးစားပေးတဲ့ကြောင်ပြန်ပြောတယ်အဲ့ဒီနေရာမှာတင်း ူရင်စင်းတောက်တဲ့နဲ့ငါရင်စင်းတောက်တဲ့နဲ့နဲ့ညင်းခုံရင်မကြခင်ရံဖြစ်ကြိုက်ခဲတော့မဲ့အခြေအနေဖြစ်လာတယ်။သူတို့အချင်းချင်းရန်ဆောင်နေတာနဲ့တင်ဘေးပဝင်းချင်းကိုသတိမထားမိကြပါဘူး။အဲ့ဒီအချိန်မှာပဲလေးရတကောင်ဟာချင်းသိမ့်တဲ့တော်ဘက်တို့ရံဖြစ်ကြိုက်ခဲဖြတ်တဲ့အခါရှုံးနေသေးဆုံးသွားမဲ့အကောင်ကိုစဖို့ရသူတို့အနီးဝင်းချင်းကတိပိပေါ်မှာတင်အစင်သင့်စောင့်ဆိုင်နေပါတော့တယ်။ ဲ့ဒီခါကျမှချင်းသိတဲ့တော်ဝက်တို့ဟာတံဝေကရသွားပါတော့တယ်။ဘာမှမဟုတ်တဲ့ကိစ္စလေးရဲ့အတွက်နဲ့ရံဖြစ်ချင်းဟာအခြားသောမလို့သူအတွက်အခွင့်ကောင်းဖြစ်စေပါတယ်။ဒါကြောင့်တခါတရံမှာဘာမဟုတ်တဲ့ကိစ္စလေးတွေအတွက်နဲ့အချင်းချင်းနားလည်မှုယူလိုက်တာအကောင်းဆုံးပါပဲဆိုတော့ message လေးပေးရင်မျှဝေပေးလိုက်ရပါတယ်။